စကိုင်းဗီလာကွန်ဒိုပြူကြမှုကနေပေးတဲ့တံဝေကားရစရာဖြစ်မိင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့စကိုင်းဗီလာကွန်ဒိုပြူကြမှုမှာလူတွေကိုတံဝေရရစေခဲ့တဲ့ဖြစ်ရလေးတစ်ခုအကြောင်းကိုလူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့တာလေးကိုတင်ဆက်ပေးမှာဖြစ်ပါသည် လက်ရှိရင်ဆိုင်နေရတဲ့ငလင်ဘေးကြီးဟာလူသားတွေများစွာကိုဖြစ်ပျက်သဘောတရားတွေများစွာပြသပေးခဲ့ပြီးတော့မိနစ်ပိုင်းတွင်းမှာပင်အသက်အိုးအိမ်စည်းစိမ်များစွာဆုံးရှုံးလိုက်ရတဲ့ဖြစ်ရပ်ကြီးကိုမြန်ဝါထီထီမြင်တွေ့ခဲ့လိုက်ရတာပါဒီငလင်ဘေးကြီးကြောင့်အသက်ဆုံးပါသွားသူတွေရဲ့ဖြစ်ရပ်တွေရလည်းတရားစပယ်မြင်တွေ့ကြားသိနေရပြီးတော့စိတ်မကောင်းချေကွဲခဲ့ဖြစ်ရပ်များစွာရှိနေကြတာပါ ဒီလိုကြေကွဲတရားကြဆရာဖြစ်ရတွေကနေမန္တလေးမြို့ကတတိတွေသာနေထိုင်ကြတဲ့အခန်းတစ်ခန်းကို36500အထိတန်ကျေရှိတဲ့စကိုင်းဗီလာကွန်ဒိုပြုံချခဲ့တဲ့ဖြစ်ရကြတယ်ဒီလိုတံဝေကားရဆရာတွေရှိခဲ့ကြအောင်ကဲဆေးရေးသမားတို့ဟာအခုလိုဖော်ပြရေးသားထားတာကိုတွေ့ရတာပဲဖြစ်ပါတယ်စကိုင်းဗီလာကွန်ဒိုရဲ့ဖြစ်ပျက်တွေဟာတံဝေကားရဆရာတော်လေးဖြစ်ရတယ်ဘယ်သူမှမသိရတဲ့အချိန်ကြီးရှုံလောင်းနေလည်းမမှတ်မိယနေ့ဆိုရင်တော့အနက်နေထွက်လာပြီမောင်လေးကွန်ဆာထရိတ်ပြားကြမှာဘော်ဒီရဲ့အပိုင်းညက်နေတာ ညက်နေတာအပြင်းမြင်ရပေမယ့်အပေါ်ကပိထားသောအလွှာတွေကများလို့တော့မကယ်နိုင်ခဲ့ကြဘူးအချို့တငယ်ချင်းတယောက်က Sky Villa တိုက်ခိုင်းပန်ရှင်စီကိုအလဲလာတာပြိုချဖို့မိနစ်ပိုင်းလိုမှ Villa ဘောရောက်တာပြိုတော့ပြေးကြတာတိုက်ခိုင်းပန်ရှင်လို့တိအလဲလာတဲ့လူကတည်တယ် Sky Villa ရဲ့ဝန်ထမ်းတယောက်ကဆဲလွာကိုမိတက်ချိန်နေတယ်အသည့်တွေကိုဟီဟာနှုတ်ဆက်ပြီးတော့ဆင်းလာမြေပြင်မှာထမင်းစားဖို့ပထမကြိမ်ဖွင့်နေတော့ပြိုချလာတာမြေပြင်ရောက်တော့လွတ်သွားရတယ် နောက်တစ်ယောက်က driver foreigner တွေကိုဖေလာပို့ပြီးတော့အပြန်လမ်းပေါ်ရောက်မှလှုပ်တာတွင်ဖျားဟောရတဲ့တတိယတွင်ဘယ်ချိန်ဘယ်နေရာဘလို့ကြောင်းနဲ့သိမယ်ဆိုတာကြိုးမသိနိုင်မှုတွင်ကားမှုကိုခွင့်ရတိုင်းမှာအမြန်လှုပ်ပါတယ်အခုဖီလာမှာသိဖို့ကြောင်းရင်နားဖို့ကြောင်းရင်တေကံမပါသူတွေရဲ့ကက်လွတ်သွားသူတွေရဲ့ကြောင်းတွေများကြီးပဲ တို့တွေဟာအချိန်မရွေးတည်သွားနိုင်နေဆိုတာတရားပြသွားရတော့အခုတည်သွားတဲ့သူတွေဟာဈေးဝယ်နေတော့ဖုန်းသုံးနေတော့ Facebook new feed ပုတ်နေတော့ Messenger မှာစကားပြောနေတော့ TikTok ကြည့်နေတော့နေ့လယ်စာစားနေတော့စကားလေးပြောနေတော့ပတ်စံနေရှင်နေတော့ရေချိုးနေတော့တန်ကားတွေဆိုရင်စားဖြစ်နေတော့ကလေးလာသားလေးတွေဆိုရင်တော့နှုတ်ဆိုးနေတော့ရေနေတော့စိတ်ဆိုးနေတော့ကိုတော်မသိလိုက်ပဲဝုန်းဆိုပြီးတော့တိုက်ပြီးတည်သွားတာမြေကြီးအောက်ထဲကိုရှင်လက်လက်ရောက်သွားခဲ့ကြရတာ လွတ်သွားခဲ့တယ်ဆိုတာကဒါစကန်ချက်စကန်လိုက်ဖဲအခုလက်ရှိအချိန်မဲတေးကြတယ်မနေ့ပြန်ဆိုတာဘာမှမတေးကြဘူးမမာနာတွေမောက်မာမှုတွေချမ်းသာခြင်းတွေလူကြီးမှလူငယ်မှဆိုတာတွေ အရွေမရွေတေချင်းတရားတွေအရာရာမမြဲခြင်းတွေကတေချာနေတယ်။နာချင်းတေချင်းကတေချာနေတယ်။အဲ့တွေတန်ဝေကရကြပါလောဘဒေါသမောဟတွေချင်းချင်းမုန်းတီးခြင်းတွေကင်းဝေးကြပါစေဆိုပြီးတော့ရေးသားပေါ်ပြထားတာကိုတွေ့ရပဲဖြစ်ပါတယ်။ဒေစာလျာလူဝေတော်များကိုလင်းပြပေးသွားကြတာတေချာပါပြီ။အားလုံးပဲတက်ရှင်နေတုန်းချိန်မှာလူပီသားတဲ့လောက်ရတွေနဲ့လူချင်းချင်းဖေးမကူညီဆောက်ရှောက်ပေးနိုင်ကြဖို့ချစ်သူခင်သူကိုလည်းအမြင်အောင်ဒါမရရှိအောင် ချစ်ပေးခင်ပေးမေတ္တာတွေသာပေးကြဖို့အတွက်တိုက်တွန်းလိုက်ရပါတယ်ရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပိသက်တယောက်ချင်းစီတိုင်းလေးကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။